န်နီကိုဒီရှုအားပေးနေကြတဲ့မြတ်ပြည်သူများအားလုံးမင်္ဂလာပါရှင်။ဒီကနေ့မှဆိုလို့ရှိရင်တော့ကျမတို့ကဒီ project color နဲ့တတိပြုရမယ့်မိမိအန်ဒီရဲ့အကြောင်းအရာတွေကိုတင်ဆက်ဆွေးနွေးတော့မှာဖြစ်ပါတယ်ရှင်။ဒီနေ့တင်ဆက်ဆွေးနွေးမှုတော့ကျမဆန်မှုခိုင်တဲ့အတူမဆုမြတ်လို့ကတင်ဆက်ဆွေးနွေးတော့မှာဖြစ်ပါတယ်ရှင်။ကျမလေးမင်္ဂလာပါ။ဟုတ်မင်္ဂလာပါမဆန်မှုခိုင်။ဟုတ်ကဲ့ပါအခုဆိုလို့ရှိရင်ပေါ့လေဒီ watch ကလာလေးဒီတရင်ဖြစ်ကလာလေးဖြစ်တယ်နောက်ပြီးတော့နောက်ဆိုတော့တစောင်းနိုင်ရအောင်လုပ်မယ်ဆိုတော့လေအခုဟိုနည်းလေးကြားလိုက်ပါတယ်ဒီ လာပြနေရဆိုလို့ရှိရင်မီးခွေအန်နေမိမုံမြန်နေလွတ်ကြပြီးတော့မီးခွေအန်နေဖြစ်ကြတာလေပေါ့လေအဲ့လိုမျိုးတွေရှိလာတယ်ဆိုတော့လေမြမလေးကစားပြီးတော့ရှင်းပြပေးပါဦးဘလို့ကလည်းဘလို့ဖြစ်ကြတာလေပေါ့အဲ့ဒီဟာတွေဟုတ်ကဲ့ပါရှင့်အခုဒီပြီးခဲ့တဲ့ဒီတင်းကျော်လာပြနေရပေါ့နော်ဒီတင်းကျော်လာပြနေရဆိုရပေါ့နော်ဒီမိမုံမြန်လွတ်ကြရပေါ့နော်မိမုံမြန်လွတ်တဲ့အခါမှာဒီ ကြာတိရလောက်ဆိုရင်မင်းလင်းဒေသမန္တလေးတိုင်းဒေသကြီးဒီမဟာအောင်မြေခရိုင်ဒီပြည်ကြီးတစ်ပုံမြို့နယ်အတွင်းမှာပေါ့နော်မိဘုံပြန်ကအိမ်ကိုပြုတ်ကျပြီးတော့ပေါ့နော်ဒီမိလောင်ကျွမ်းမှုနှစ်ကြိမ်ဖြစ်ခဲ့တယ်ဆိုပြီးတော့သိရတယ်ရှင်ဒီအော်တိုဘာလာအော်တိုဘာလာ6ရက်နေ့ဒီညညပိုင်းအချိန်လောက်ပါဆိုရင်ဒီပြည်ကြီးတစ်ပုံမြို့နယ်အတွင်းမှာရှိရပေါ့နော်ဒီ အိမ်ကတမိုးထရန်ကအိမ်ပေါ့နော်အိမ်ပေါ်ကိုနှစ်ထပ်အိမ်ပေါ်ပေါ့မိဘုံပြန်လုကြပြီးတော့ပြက်ကြပြီးတော့ပေါ့နော်မိတော်ကျောင်းမှုဖြစ်ခဲ့တယ်လို့ပြီးတော့အော်တိုဘာလ9ရက်နေ့ဒီညအချိန်မှာလဲပေါ့နော်ဒီတမိုးကင်ကနှစ်ထပ်အိမ်အပေါ်ဘက်ကိုပေါ့နော်မိဘုံပြန်ပြက်ကြပြီးတော့မိတော်ကျောင်းမှုဖြစ်စဉ်တွေဖြစ်ခဲ့တယ်ပေါ့နော်အဲ့တော့ဒါပေမဲ့ပေါ့ဒီမိတော်ကျောင်းမှုဖြစ်စဉ်မှာဆိုရင်တော့လူတရိတ်ဆန်တည်ဆုံးလာတယ်တော့မရှိဘူးဒါပေမဲ့မိတော်မီဆိုရင်တော့ဒီအိမ်နဲ့ မီလာမီလာမီလာကြောင့်ကိုပဲဖြစ်ခဲ့တာပေါ့နော်ဒါပေမဲ့လူဒီဒရစ်ဆာတည်ဆုံးအန်ဒီမဖြစ်ခဲ့ဘူးဆိုပေမဲ့လေမီလာမီဆိုတဲ့ကအိမ်မီအိမ်ပျက်စီးမယ်အိမ်ပျက်စီးဆုံးရှုံးမယ်ဒီနေမှာရှိတယ်ဒီပစ္စည်းဥစ္စာတွေဒီပျက်စီးဆုံးရှုံးတယ်ပေါ့နော်ဒီလိုအန်ဒီတွေကိုဒီလိုဒုက္ခပေးတွေကိုကြုံခဲ့ရတယ်ပေါ့နော်အဲ့တော့ဒီနေယူတွေဘုံကိုမီးဘုံပြန်ပြတ်ကြတာကြောင့်ပေါ့နော်ဒီမီလောင်ကျွမ်းမီလောင်မီလောင်ကျွမ်းမှုဖြစ်စဉ်ဖြစ်ခဲ့ပြီးပေါ့နော်အဲ့ဒီလိုအဲ့ဒီဖြစ်စဉ်ကြောင့်ပေါ့နော်ဒီအမှုခွင့်ရေးယူဆောင်ရတာတွေတော့မရှိခဲ့ဘူးဆိုပြီးတော့ သိရပါတယ်ရှင်ဟုတ်ကဲ့ဟုတ်ကဲ့ပါဒီသတင်းချက်ခါသမ ्या ဆိုတာကလည်းဒီမိဘပေါ်ပေါ်ရတဲ့တကြီးတွေကိုနောက်ပြီးတော့တကြီးတွေကိုဒီငွေတဲ့သူတွေကတော့ကြရတယ်တယ်ထုံးနေစင်တာလေနောက်ပြီးတော့တရင်ကျွက်ဆိုတာနဲ့ခွန်နိုင်ချင်းနဲ့ကျေးဇူးဆက်ချင်းနဲ့ထုံပေါ်နေတဲ့ချစ်ချင်းမေတ္တာတွေနဲ့ပြေဝနေတဲ့လာလေးဖြစ်တယ်ပေါ့လေအဲ့ဒီခါမျိုးဆိုတော့ကဒီမိဘုံတွေလွတ်ကြတာလေမိစီမိတွေထွန်းညိကြတာဆိုတာလေမျက်စောပြရည်မှန်းပြီးရည်မှန်းပြီးတော့ပူဆော်ကြတာပေါ့အဲ့ဒါမျိုးမှကြာလို့ရှိရင်တော့အပြော်ကတော့အပြော်ပဲပေါ့ ျော်ရဟာနဲ့အပြည့်ဖြစ်သွားတဲ့ဟာမျိုးဒီဟာတွေကြာခုနကမိနောင်လာတဲ့မျိုးတွေဆိုတာအဲ့ပျော်ဟာနဲ့အပြည့်ဖြစ်သွားတဲ့ဟာမျိုးတွေပေါ့လေအခုကနောက်ပြီးတော့မိမုန်းတွေကကြာတော့ဗျာအခုကကြာတော့ရှိနေဒီရောင်းနေတဲ့ဟာတွေကကြာတော့တိတ်ပြီးတော့ဒီ quality တွေမကောင်းကွာအဲ့အဲ့လိုမျိုးတွေရှိရဲနောက်ပြီးတော့မိကဘလို့မိမုန်းမြန်ကားတဲ့တရားကဘလို့ပါတယ်ပြောရဲဆိုမိမုန်းမြန်ကိုသူကမိမုန်းမြန်ကိုသူကအမြင့်ထီကိုသူက ပြန်တက်ပြီးမယ်ဒါမဲ့အဝေးကြီးကိုသူကမလွှဲဘူးအဲမိမုံမယ်နေကနောက်ပြီးတော့မီးစာလည်းသူကတချို့ကကြတော့လွတ်တက်တယ်ကွာတချို့ကကြတာလည်းမိမုံမယ်ကိုသူတို့မိုင်းကမဝသေးဘူးအဲဒီဒီမီးဟိုအချို့ပြီးတော့သူကသူကလွတ်လိုက်တာမျိုးတွေနောက်ပြီးတော့မိမုံကကြလို့ရှိရင်ဗေးတိုက်တာနဲ့ဒါနဲ့အပြင်ကဆွေးပြီးတော့လောင်သွားတာမျိုးရှိတယ်ကွာအဲ့ဒါမျိုးတွေရှိဆိုတော့အဲ့ဒါကတော့တစ်စက်ဖြစ်လာဖြစ်တာတော့အဲဒီဟာကြီးကြတော့ဟုတ်ကဲ့ပါရှင့်ဟုတ်အခုဒီလက်ရှိပေါ့နော်ဒီဈေးကွက်ထဲမှာရောင်းနေတဲ့ဒီမျိုးမြန် အားလုံးမိသားစုတော့မဆိုပေမဲ့ပေါ့နော်အများစုကတော့ဒီမျိုးထဲမှာလုံးဝမလွတ်တယ်မျိုးဆိုပြီးတော့လေတချို့ဒီ Facebook စာမျက်နှာတွေမှာတင်ထားနေတွေ့ရပေါ့နော်ဘာလို့လဲဆိုတော့ပေါ့နော်တကယ်လည်းဒီလိုမျိုးဟိုဈေးကွက်တွေမှာရောင်းနေရဒီမိဖို့မြန်အများစုကပေါ့နော်ဒီအိမ်တွင်ပြီးတော့လည်းဒီဘာကြောင့်ဖြစ်ရတာလဲဆိုရင်ပေါ့နော်သူ့ရှိမှာပါတဲ့အဓိကမိစာပေါ့နော်ခုနအမပြောသလိုမိစာပေါ့နော်အဲ့မိစာကမိဖို့မြန်တစ်ခုခုကြောင့်ပြန်ပြန်ပြတ်ကျသွားတယ်ဆိုရင်တော့မှ तू ကမိမငိမ့်ဘူးတဲ့မိမငိမ့်ပေါ့နော်အဲ့ဒီမိမငိမ့်မဲ့နဲ့အဲ့မိဆွေအားကအရန်ကောင်းနေပေါ့နော်အဲ့ဒါကြောင့် အဲ့အဲ့ဒီမီးဟာတက်ကြပါပြီမယ်မီးမငိမ့်တဲ့အခါမှာ ကိုကြက်လာတဲ့ကြက်လာတာကွင်းမြင်ဆိုရင်တော့ဒါတော့ကောင်းတာပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့နေအင်းတွေပေါ်ပဲဖြစ်ဖြစ်တခြားအဆောက်အဦတွေပေါ်ပဲဖြစ်ဖြစ်ဒါမှမဟုတ်လူတွေပေါ်ပဲဖြစ်ဖြစ်ဘယ်လိုမျိုးပြုတ်ကြမယ်ဆိုရင်ကြတော့မီးမငိမ့်တဲ့ဒီ မြို့မြန်နေရာကြတော့ဒီပစ္စည်းနေအိမ်တွေကိုပစ္စည်းဆောင်မီးလောင်တာတွေဒီပစ္စည်းပစ္စည်းတွေကိုပစ္စည်းမီးလောင်မီးဆွဲတာတွေဒါမျိုးဖြစ်နိုင်ပြီးတော့တကယ်လူတွေပေါ်တွေ့ကြအနေဖြစ်နိုင်တယ်ပေါ့ဟုတ်ကဲ့အလူတွေထိခိုက်ထိခိုက်နိုင်တာဒါမျိုးဖြစ်နိုင်တယ်ပေါ့နော်ဟုတ်ကဲ့ပါရှင့်အဲတတိယကလည်းဒီလိုပေါ့မီးပုံးကိုမီးပုံးမြန်နေလွတ်မယ်ဆိုပျော်ရှင်မှုနဲ့အတူလုံခြုံရေးတွေကိုလည်းဒီလုံခြုံရေးတွေလည်းတတိထားဖို့လို့လုံခြုံရေးတတိထားဖို့ဆိုမီးပြေးလုံခြုံရေးတို့ကောင်းလို့ပေါ့လေအဲ့ဒါမျိုးတွေပေါ့မီးအနေနဲ့ဖြစ်တယ်နောက်ပြီးတော့ဒီ အန်ဒီရင်းလာဆိုလို့ရှိရင်ခုနကပြောရတဲ့ဟာအင်းနေဆိုင်ခန့်နေမိလောင်မယ်နောက်ပြီးတော့လူတစ်ခါလေကြာလို့ရှိရင်ကွာမိဘုံအပူကြောင့်အာသူကမလွတ်လိုက်ရသေးဘူးဒါမှလည်းမိဘုံအပူကြောင့်လူမိလောင်တာတော့ဒီမျက်စိနဲ့အသားရေလောင်တာလို့အဲ့ဒါမျိုးလည်းဖြစ်တယ်လေနောက်ပြီးတော့လေတိုက်ပြင်းနေညရဲမှာဆိုလို့ရှိရင်မိဘုံကမလွတ်တဲ့လူဆိုတော့လေတိုက်ပြင်းနေညရဲမှာဆိုလို့ရှိရင်မိကလေတိုက်တဲ့ဘက်ကိုသွားပြီးတော့သူကပို့ပြီးတော့မိလောင်နေတယ်အဲ့ဒါမျိုးလည်းရှိရဲအဲ့ဒီဟာမျိုးလည်းတတိကြည့်အောင်ဟုတ်ကဲ့နောက်ပြီးတော့ ဒီအခုကမီးမုန်းကကြတော့ရှင်ခုနပြောတဲ့ထင်မှာ quality တွေကတက်ပြီးတော့မကောင်းတာဆိုတော့လေဒီမီးမုန်းတွေကတချို့ဆိုလို့ရှိရင်ဒီအကုန်လုံးမီးလောင်ပြီးတော့ဝုန်းနဲ့ပြုတ်ကြတာမျိုးအဲ့ဒါမျိုးတွေရှိတယ်လေအဲ့ဒါမျိုးတွေဆိုလို့ရှိရင်ဒီဟာကြဆိုတာတတိထားမယ့်ဟာတွေပေါ့အဲ့ရအချက်တွေနောက်ပြီးတော့မီးမုန်းပြန်လွတ်မဲ့သူတွေနည်းနည်းကလည်းတတိပြုတ်ရမယ့်အချက်တွေရှိတယ်အဲ့ဒါကြတော့အဆောက်အုံနဲ့မီးရနေတာမလွတ်နဲ့လွတ်တာကောင်းတယ်ပေါ့ကောင်းဆုံးပဲလေတာပြင်းနေကြတယ်ကလွတ်နဲ့နောက်ပြီးတော့ အဲ့နာမိဘုံလွတ်မယ်ဆိုလို့ရှိရင်ဘာဖြစ်ဖြစ်ဟိုဟာပေါ့ပြင်ပြင်ပြင်ဆင်ထားရဲ့ပြင်ဆင်ထားမယ်ဟာပုံစံမျိုးပေါ့လေရေတို့ပေါ့လို့အသိထားမယ်ပုံစံမျိုးအဲ့လိုမျိုးတွေလုပ်ထားတဲ့နောက်ပြီးတော့ဒီကလေးတွေကိုလည်းမကင်စီနဲ့အဲ့လိုမျိုးတွေကျတော့အနေများလို့လေဒီနောက်ပြီးတော့အခုကကြတော့လူနေတိတ်သေးလာတယ်လူနေတားထူထက်လာတယ်လူနေထူထက်လာတယ်လူနေအိမ်တွေကလည်းထူထက်လာတယ်များပြားလာတယ်များဖြစ်တယ်လေအဲ့လူနေအိမ်တွေထူထက်တဲ့နေရာမှာ လွတ်တာရတော်တော်လေးအောင်ချင်ရတယ်ပေါ့နော်တချို့ဆိုလို့ရှိရင်ရက်ွက်ထဲမှာတော်ပြီးလွတ်တယ်ရက်ွက်ထဲမှာတော်ပြီးလွတ်တယ်ခါမျိုးဖြစ်နေဆိုတော့ရှိအပေါ်ကဒက်ကျူးဒက်ကျူးနဲ့မလွတ်တင်နေရအဲ့ဒါမျိုးလို့ဆိုတော့ဒက်ကျူးမှာတော်ပြီးတော့အဲမိဘကလွတ်လိုက်တယ်ဒက်ကျူးမှာတော်ပြီးညစ်နေဆိုတော့ရှိနေပို့ပြီးတော့အညီရညားကြတယ်အဲ့ဒါမျိုးလေးဆိုတော့လေအဒီတက်နိုင်လို့ရှိရင်ကိုယ့်မြေမှာတော်ပြီးလို့တော့အကောင်းဆုံးလို့ပေါ့အဲ့ဒီလုံးလေးဟုတ်ကဲ့ပါရှင်ဟုတ်ခုနကမပြောသလိုဒီလူနေထူထက်လာတာပေါ့နော်ဒီလူနေထူထက်တိတ်တဲလာတဲ့အမြပေါ့နော်ဒီမိဘပြန်ဆွတ်တဲ့အခါမှာပေါ့နော်အင်မော်ရီကိုကြားရောက်နိုင်တဲ့အခြေအနေလေးက ပိုပိုဖြစ်လာနိုင်တယ်ပြီးတော့ဒီမီးပိုလောင်နိုင်တယ်ကျတော့ဒီဆိုရအမီးလောင်နိုင်တဲ့ဒေတာကိုရောက်နိုင်တယ်ပေါ့နော်ဒါအောင်မှလူတွေကအလင်းမြန်တိတယ်ဆိုရင်တော့ဒီမီးပုံးပြန်ကနေပြီးတော့မီးလောင်တဲ့အနေကိုအလင်းမြန်ငြိမ့်တက်နိုင်ပြီပဲပေါ့နော်အဲဒီလိုမျိုးကိုမတိတဲ့ကိုမတိတဲ့အဲ့လိုမျိုးအချိန်ခါလာမှကြတော့တအိမ်လုံးမီးဆွေးွားနိုင်တာမျိုးတွေပြောရလို့ရှိရင်ဒီကိုယ်ရံတဆင်တခြားဒီကိုယ့်ရဲ့ရက်ွက်ပေါ့နော်ကိုယ့်ရဲ့ကြေးရွာဒါတွေကပါတဆင်ပေါ့နော်မီးမီးလောင်ရွက်နဲ့အနေဖြစ်နိုင်တယ်ပေါ့နော်ပြီးတော့ဒီနောက်တစ်ခုတတိထားမှာကြတော့ ဒီအိမ်ကြီးအခုတချို့အိမ်တော်တော်များများမှာဆိုရင်ဆိုလာတွေတက်ဆန်လာကြတယ်ပေါ့နော်ဆိုလာတွေကတော့အခုနောက်ပိုင်းမီးမီးမီးရဲ့အခြေအနေကြောင့်ပေါ့နော်မီးပြည့်တဲ့အခြေအနေကြောင့်ဆိုလာတွေဆိုလာမီးဆိုလာမီးရဲ့တက်လာကြတယ်အင်ဟောင်းမိုးပြည့်တက်လာကြတယ်အင်ဟောင်းမိုးပြည့်မှာတက်ထားတဲ့အခါမှာဒီလိုခုနလိုမျိုးမီးပုံးမြန်ကြီးတက်ကြလာတာဆိုလာပေါ်ကြလို့ရှိရင်တအားအန်နေများတယ်ဆိုလာပေါ်ကြပြီဆိုရင်ဟာတို့တက်ထားတဲ့ဆိုလာပြားကတစ်ခု ဖြစ်ချင်မှလည်းဖြစ်မယ်ဒီတက်ခေါင်ခါမိုးတစ်ခုလုံးကိုတက်ထားနေလို့ဖြစ်ချင်တာဟုတ်ကဲ့ဟုတ်အဲ့လိုမျိုးဆိုလာရီကိုပုံကြတဲ့အခါမျိုးပေါ့နော်ဒီကိုယ့်ရဲ့ရက်ကွက်ပေါ့နော်ကိုယ့်ရဲ့ခြေရွာအတားအနေနဲ့ရပါတယ်ကိုယ့်ရဲ့အိမ်နေမဟုတ်ဘူးအဲ့လိုမျိုးဆိုလာပြောကြတဲ့အချိန်မှာကိုယ့်အိမ်နေမဟုတ်ဘူးကိုယ့်ရဲ့တရက်ကွက်လုံးကိုယ့်ရဲ့တရက် ခြေဝါတစ်ခုမှာပါနော်ဒီဘေးအန်နေအကြောက်ရောက်နိုင်တယ်ပေါ့နော်ဒါဒါတို့လည်းကိုယ်သတိထားဖို့လိုတယ်ဒီလွန့်တင်လွန့်တင်တဲ့လူတွေရာလဲပေါ့နော်ကိုယ်ကကိုယ်ပျော်ခြင်းလို့ကိုကတော့လုံးလိုက်တာလုံးလိုက်ပျော်စရာအနေနဲ့ပဲလုံးလိုက်ကြတာပေါ့တာပေါ့နော်ပျော်ရတယ်ပျက်ဖြစ်သွားတာပေါ့ဟုတ်ပါရဲ့ဆိုတော့အဲ့ဒါကြောင့်ကျွန်တော်တို့ကိုယ့်ရဲ့ဒီပါဝင်ခြင်းတော့ဖြစ်ဖြစ်ပေါ့နော်ကိုယ့်ရဲ့ဒီရက်ရွာပဲဖြစ်ဖြစ်အဲ့ဒါကိုလည်းကြည့်ပြီးတော့ပေါ့နော်ဒီလိုအပျော်တွေကိုပေါ့နော်ထင်သတိထားပြီးတော့ထားလောက်ကြဖို့လိုတာဟုတ်ပါရဲ့နောက်ပြီးတော့ဒီမိမိဒီမိ ဖေးအန်နေဆိုမှလည်းအခုဘာနောက်တစ်ခုဘာတစ်ခုရှိလဲဆိုလို့ရှိရင်ဒီတည်င်းကြော်တဲ့ဆောင်းမင်းတွေမှာဘလော့ပါရတော့ကြတယ်ဆိုမီချူမီမဖောက်ကြတာလည်းရှိတယ်။ဒါပေမဲ့မီချူမီမဖောက်ကြတာကလည်းတကယ်တမ်းကြာလို့ရှိရင်မီချူမီမဖောက်တာတော့ဖြောက်ဖောက်တာတော့လည်း အဲ့ဒါလေးကလည်းအနေများတယ်အနေများတယ်တားမြစ်ထားတာတားမြစ်ထားတာရှိတယ်ဒီမီရှင်မီပန်တို့ဒါဒါအိုးတွေဖောက်တာတော့မလို့အောင်ဆိုပေမဲ့တက်ဆိုင်ကထုတ်ပြန်ထားတာရှိတယ်ဒါပေမဲ့လိုက်နာကြတာဆိုတော့လိုက်နာကြတာနေပါတယ်လေးလေးတလိုမျိုးပေါ့အဲ့လိုပုံစံမျိုးတွေလောက်ကြတာဆိုတော့လေအဲ့ဒီဒါအိုးဖောက်တာကလေကွာအခုချိန်မှာဒီ ီဟာတွေကအဲဘလို့ပြောလဲတက်ကြီးရွေတွေရှိနေရတယ်နောက်ပြီးတော့ကိုဝန်ဆောင်မိခင်တွေရှိနေရတယ်အဲ့ဒီဟာမျိုးတွေဆိုရင်မကောင်းဘူးပေါ့ကွာအဲဟိုတခြားနေ့တွေမှာလည်းကြားလိုက်ပါတယ်ဒီပြောင်းဝတွေဖောက်ပြီးတော့တက်ကြီးရွေနှလုံးရောကနေတော့သူကနှလုံးချက်ပြီးတော့တေးသွားတာလေထိတ်နေရုပ်ပြတ်ထိတ်နေပြီးတော့အဲ့လိုမျိုးတွေလူတေဆုံးမှုကလည်းဖြစ်တယ်ပေါ့လေအဲ့ဒါမျိုးတွေနောက်ပြီးတော့ဟိုဆိုခလေးငယ်ကွာဒီအမေကဆိုဖျောင်းလာမိရောအညီဖျော်ပြီးတော့ငေးမိဆိုပြီးတော့ဟိုဖောက်ကြတာပဲအဲ့ဒါမျိုးဆို ကလေးလေးတယောက်ဆိုရှင်ဘလော့ဒ်ဖြစ်သွားလဲဆိုလို့ရှိရင်ဒီရေးမိကစားပြီးတော့ပေါ့လေသူကနေပြီးတော့ဒီမီးဟက်တာမီးအခုချိန်ဟက်ပြီးတော့သူကနောက်တဖြည်းဖြည်းနဲ့အဲ့ဒီလူငယ်လုံးကဘာမှမမြင်ရတော့မြက်သွားမျက်စိကင်းစားပုံစံမျိုးဖြစ်သွားတယ်ပေါ့လေအဲ့ဒါမျိုးတွေကြတော့အပြောနဲ့အပြောဖြစ်သွားတယ်ဟာဟုတ်ကဲ့ပါအဲ့ဒီခါမျိုးတွေမလုတ်ပေးနဲ့တခြားနည်းနဲ့လည်းတည်င်းပြွတ်တူဆောင်းနိုင်လို့ကိုဒီပျော်ပပနဲ့ဆင်းမျိုးလို့ရပါတယ်မီးအဲ့လိုဟာလေးပေါ့မီးမောအဲ့ဟာလေးတွေအလားဆင်းပြီးတော့ထွမ်းလာတော့ အစီနဲ့လည်းထွန်းလာတော့အစီနဲ့ထွန်းလာဆိုရင်လူကတော့ရှိရမှာပေါ့လေလူတွေမရှိရင်လည်းဒီတိုင်းရင်ထွန်းလာလို့ရှိရင်အဲ့ဒါလည်းအနေများတဲ့အားလို့ဆိုတော့လေအဲ့လိုမျိုးလုပ်လို့ရတယ်မျိုးမြန်လွတ်တယ်မှမဟုတ်ဘူးကွာတခြားနောက်ပြီးတော့ဒီ yes မိရေပေါ့လေထွန်းကြီးတာတော့ဒီအိမ်ကြီးလာလေအလားအလားမိလုံးလေးထွန်းကြီးတာတော့အဲ့ဒါမျိုးနဲ့လေပျော်လို့ရတာပဲလေအဲအခုဟိုလိုမျိုးတကယ်ရကြလို့ရှိရင်ဒီလိုမီရှူမီမဲဖောက်တာလို့ဆိုရတယ်ဒီကိုတော့ပြီးတော့တချို့ဆိုလို့ရှိရင်ရှိပါတယ်ဒီမီရှူမီမဲကိုအပေါ်ထောင်ပြီးတော့ပါဘူးကဒီ လူတွေရှိတဲ့ဘက်ကိုဘယ်လိုမျိုးထိုးပြီးတော့ဖောက်တယ်မျိုးလဲအဲ့ဒါမျိုးလေးရှိတယ်အဲ့ဒါမျိုးဆိုလို့ရှိရင်ထိခိုက်တော့လဲဆိုလို့ရှိရင်ဘယ်တော့ထိခိုက်တော့လဲဆိုလို့ရှိရင်မကောင်းပါကိုတော်နေဆိုလို့ရှိရင်မျက်စိတွေမှာကြာမှာအဲ့လိုဘာလို့ဆိုလို့ရှိရင်အဲ့ဒါမျိုးကြာတော့တော်တော်လေးကိုအန်ဒီများတဲ့အလုပ်တွေလေ အဲ့ဒါမျိုးကျတော့အခုကလည်းလူတွေကလည်းအကောင်တော့ကလည်းကိုယ်တိစေတဲ့နယ်ကိုတော့ဆင်ရှင်ရမယ်ဘယ်လောက်ပဲဥပဒေတွေထုတ်ပြန်ထားထုတ်ပြန်တာဒီလိုမလုပ်ရအောင်လို့ထုတ်ပြန်ထားပြီးတားမြစ်ထားပေမဲ့လည်းဒါကမိမိတို့အတိစေတဲ့နယ်မိမိတို့ပြင်ရမယ့်ဟာတွေပေါ့လေအဲ့ဒီဟာတွေဟုတ်ကဲ့ပါရှင်ဒီခုနအမပြောသလိုမျိုးပေါ့နော်ဒီတောင်ဖောက်တာတို့မီရှူမီပန် အဖောက်ကြဘူးပေါ့နော်ဒီဒါတွေကဆိုတော့မျိုးစုံပါပဲသတင်းကျုပ်ကလာနီလာပြီပဲဖြစ်ဖြစ်တစားတစားနိုင်မှာဆိုရှင်နီလာပြီပဲဖြစ်ဖြစ်အဲ့မှာဆိုရင်ပြောဖောက်တာတွေရောမျိုးစုံပစ္စည်းကိရိယာလေးတွေကလေသူတို့ထွင်ပြီးတော့ထုတ်လာကြတယ်ဟုတ်ပါတက်ဆိုင်ရာကဘလောက်ပဲဒီလိုပစ္စည်းတွေကိုမလောက်ကဘူးပြောမဖောက်ကောင်းမရှိဘူးမဖောက်ကောင်းဒါတွေဘလောက်ပဲတန်းဖြစ်တမ်းဖြစ်လောက်တဲ့သူတွေကတော့ရှိတယ်ဘလောက်ဆိုတာရှိရဲခိုးပဲခိုးလဲလောက်တယ်တချို့တွေဆိုရင်တချို့နေရာမှာဆိုပေါ်တင်လောက်ကြတယ်အဲ့လိုမျိုးတွေရှိပေါ့နော်ဒါပေမဲ့တချို့ကကျတော့ပြောဖောက်တာကိုဒီလိုမျိုးတာမန်ပုံစံဖောက်ဖောက်တာမျိုးမဟုတ်ဘဲနဲ့ဟုတ်တယ် ီပုံးနေတဲ့ထည့်ပြီးတော့ဟိုထောက်တာပန်ကြီးဖြစ်အောင်လို့ထောက်တာမျိုးတွေဒါမျိုးတွေလုပ်တယ်ပေါ့နော်အဲအဲ့အဲ့အဲ့ဒီအခါမှာပေါ့နော်ခုနကမှပြောသလိုမျိုးဒီတကြီးရွယ်အိုတွေပဲဖြစ်ဖြစ်ကိုယ်ကမိကမနှလုံးရောဂါရှိတဲ့သူပဲဖြစ်ကလေးငယ်တွေပဲဖြစ်ဖြစ်ဒါတွေကိုအထိတ်တလန့် အာဒီကြားကြားပါဘောเนาะကိုယ့်ရဲ့ကျမ်းမာရေးအနေနဲ့အတွက်လည်းအများကြီးထိခိုက်နိုင်နေပါဘောเนาะဟုတ်ပါပြီရှင်နောက်ပြီးတော့ကွာဒီတချို့ဆိုလို့ရှိရင်ရှိပါသေးတယ်ဒီပြောင်းဖတ်တာရောလူတွေမအိတ်ခင်မလုပ်ဘူးကွာလူတာလူတွေကတော့အိတ်နေအိတ်နေတဲ့အချိန်17နာရီ17နာရီအဲ့တော့အချိန်မျိုးဆိုလို့ရှိရင်ခုနပြောတဲ့ဟာမျိုးတွေပြောင်းဖို့ဒီဟိုအုပ်ပြီးတော့လေအဲ့တော့ဖောက်လို့ဆိုဘောင်းဆိုအကြီးဆိုလို့ဆိုပြီးအဲ့ခါကျအိတ်နေတဲ့ကွာချက်ချင်းအတကြီးရောဆိုပြီးပို့ဆိုတာပေါ့ယောဂရှိတဲ့သူတွေဆိုလို့ရှိရင်ပို့ပြီးတော့ထိုင်နေကြဖြစ်ပြီးတော့ အဲ့ဒါမျိုးရှော့ရတော့လည်းပါရှိတယ်ဆိုတော့ဒီလိုကိုယ့်အတွက်ကလူတွားလို့လေဒုက္ခဖြစ်စေနေပေါ့လေအဲ့ဒါမျိုးတွေကစီရင်တဲ့နေထောက်ပြရတဲ့ဟုတ်ခုနကပုံလေးရတရားလေးရောက်လာပြီဆိုတော့ပုံလေးရတရားကနေမှတော့မိဖြစ်အနေကထိုးဆွနေရတဲ့အနေထားလေးရှိတယ်ခါတိုင်းမိတဲ့နေ့တိုင်းနေ့တိုင်းပဲပေါ့လေဒီလိုမျိုးဒီပုံလေးရတရားကနေမိဖြစ်အနေကစိုးရင်နေရတဲ့အနေထားမှာအခုလိုမျိုးဆိုမိဘုံတွေကြောင့်လေဒီမိဖြစ်အနေဖြစ်တာဆိုတာပါပဲ မကောင်းဘူးပေါ့နော်ဟုတ်ကဲ့တနေ့တနေ့ကတော့အထူးဆန်းတွေဖြစ်ကြတယ်နော်ပြီးခဲ့တဲ့နှစ်တွေကတစ်မျိုးဆိုရင်ဒီနှစ်မှာတစ်မျိုးအခုဒီနှစ်ဆိုရင်လည်းအဲမိဘုံပြန်ပြုတ်ကြလို့ မီးလောင်နေဆိုပြီးတော့เนาะအမှန်ဆိုရင်ငါတို့ဆိုရင်ထူးဆန်းဖြစ်တယ်လို့ပြောမှာပေါ့เนาะဒီလိုဖြစ်စင်ကတော့လည်းဖြစ်ခဲ့တယ်လေဖြစ်ခဲ့တယ်ဘာလို့မီးပုံးမြက်လွတ်တယ်ဆိုတာကဒီဟိုးအရှင်လာအစင်လာတွေကလွတ်လာကြတာပေါ့ထွင်တင်လာကြတာအခုအခုကျတော့မီးပုံးမြက်ကျပြီးတော့နေမီးလောင်နေဆိုပြီးတတင်းနေရတယ်ကျလာတယ်ဆိုတော့လေအဓိကတော့မီးပုံးမြက်တွေရေသေးကောင်းကောင်းထုတ်ပြီးတော့ဟုတ်ပါတယ် quality မကောင်းတဲ့မီးပုံးမြက်ကြောင့်ဖြစ်တာလေအဲ့ဒါလေးကြောင့်အဲ့ဒါကြောင့်မ quality ကောင်းတော့နောက်ပြီးတော့ သိတာမဟုတ်တော့ကောဝေးတဲ့သူတွေရောင်းနေသူတွေရောင်းမိမယ်ဝေးတဲ့သူတွေကတော့ဒါ quality ကောင်းမှာမကောင်းမှာဆိုတော့သိတာမဟုတ်တော့ဆိုတော့လေအဲ့ဒါကြောင့်မို့ဒီမိဘုံပြန်လွတ်မှလဲကုသိုလ်ရတာမဟုတ်ပါဘူးလို့မိဘုံပြန်မလွတ်ပြန်လဲတခြားပျော်စရာမိနေရှာကြံပြီးတော့လေပျော်လို့ရပါတယ်ကိုကြောင့်တော့သူတစ်ပါးတွေဒုက္ခမရောက်စေနဲ့ပေါ့လေဘာဖြစ်ဖြစ်မိရှိမိမဖောက်တာတော့ခုနပြောတဲ့ဓာတ်ကိုဖောက်တာတော့နောက်ပြီးမိဘုံပြန်လွတ်တင်တာလို့ဆိုတော့လေတကယ်ကိုတတိပြုရမယ်အချက်တွေပါအဲ့ဒီဟာတွေကလည်းနောက်မိဘုံပြန်လွတ်မယ်ဆိုလို့ရှိရင်လည်း ဒီလူငယ်ထုတ်တဲ့နေရာတွေမှာတော်ပြီးတော့လွတ်နဲ့ကွင်းပြင်ကြီးမှာတော်ပြီးတော့လွတ်အကုန်လုံးဒီကွင်းပြင်ကြီးမှာဆိုလို့ရှိရင်ကအန်ဒီကင်းနဲ့နောက်ပြီးတော့လေတာတိုက်နေတဲ့အချိန်မှာဆိုလို့ရှိရင်လည်းအဲ့ဒါကိုလွတ်နဲ့နောက်ပြီးတော့ light တဲ့ဒီတကယ်တော့တခုခုဖြစ်လာခဲ့သည်ရှိတော့လုံးလို့ရမယ်ဒီရေဘူးလို့ဒီဟိုတော့ဒီသက်စေဘူးအဲ့လိုဆောင်းထားယူပါအဲ့လိုနေရာလွတ်တော့ပုံကောင်းတာပေါ့အဓိကကြတာကတော့ လူတွေထူထပ်တဲ့နေရာတွေမှာမလွတ်တာပဲအကောင်းဆုံးပါလို့ဟုတ်ဒီတိတ်လူနေအိမ်တွေအနေနဲ့လည်းသတိထားရမှာပေါ့နော်မိဘုံပြန်လွင့်တင်မဲ့ကာလတွေဒီအချိန်ကာလတွေရောက်ပြီဆိုရင်ပေါ့နော်မိဘုံပြန်ကိုယ့်ရဲ့အိမ်ကိုမိဘုံပြန်ကြလာမကြလာနိုင်အောင်ပေါ့နော်မကြလာနိုင်အောင်ဆိုတော့ကြလာလို့လုံးဝမရဘူးနော်ကြလာတဲ့အခါကျတော့ရှင်ဘယ်လိုထိန်းသိမ်းရမလဲဘယ်လိုကြိုတင်ကာကွယ်ရမလဲပေါ့နော်ပြီးရင်ဘယ်လိုစောင့်ကြည့်ရမလဲဒါမျိုးတွေဒါမျိုးတွေထားတယ်အခုဆိုရင်ဒီ Facebook စာမျက်နှာတွေပေါ်မှာလည်းတက်ရေးကြတာမျိုးတွေ့ပေါ့နော်မိဘုံပြန်ကြလာမှဆိုလို့တ냐လုံး တဲ့အပင်းဆောင်ပေးလဲဆောင်ရဲဆိုတဲ့အိမ်လေးရှိတယ်ပြီးတော့မြို့ပြန်တအိမ်ထဲကိုဗမြို့ပြန်6ခုလောက်ကြာလာပြီးတော့ကြာလာလို့ဆိုပြီးတော့ဟိုဒီရေတွေအသင်ဆောင်ထားရတယ်အိမ်မှာလူကြီးတွေရှိရတဲ့ကြောင့်မလို့မအိပ်ရဲဘူးပေါ့နော်ဒါမျိုးတွေတဲဘလက်ကင်းဆောင်နေရတယ်ဆိုတော့ဒီလိုမျိုးဒီရေသားဟာတွေလည်းတွေ့ရတယ်ပေါ့နော်ဆိုတော့ဟုတ်ပါတယ်အဲ့ဒါကမှရှင်းတော့အခုနောက်ပြောတဲ့ဟာကိုယ့်ရဲ့အပျော်ကနေသူတို့မကိုတော်ပြီးတော့ဒုက္ခရောက်တဲ့အပျော်မျိုးဖြစ်ဖို့လို့လို့ပေါ့ဟုတ်ပါတယ်ရှင်းအပျော်ကနေလည်းအပျော်ဖြစ်ပါစေနဲ့အကုန်လုံးကိုဒီ တိုက်တွန်းချင်ပါတယ်ကိုကြောင့်လည်းသူတစ်ပါးဒုက္ခမရောက်စေနဲ့ဘာဖြစ်ဖြစ်သူတစ်ပါးဒုက္ခရောက်တော့လို့ရှိရင်မကောင်းဘူးပေါ့လေအဲ့ဒါမျိုးကြတယ်ဟုတ်ကဲ့ဟုတ်ဒီနောက်တစ်ခုအနေနဲ့ကတော့ဒီမိဘုံပြန်လူကွင်းပြင်းနဲ့လူငယ်ဝရဲ့နေရာတွေမှာလွင့်တင်တယ်ပြီးတော့ဒီမိဘုံပြန်တွေကိုအေးသွေးပြင်းပြင်းမြောင် ပေါ့နော်ပြုတ်လုတ်တင်တယ်ပြီးတော့ဝယ်ယူသူတွေကလည်းကိုလွင့်တင်မိဘုံပြန်တွေဝယ်ယူရခါမှာတေချာစစ်ဆေးပြီးတော့မှရေသေးကောင်းတဲ့ပစ္စည်းတွေကိုဝယ်တင်တယ်ပေါ့နော်ပြီးတော့ဒီသက်ဆိုင်ရာတွေကလည်းပေါ့သက်ဆိုင်ရာဒေတာဝန်ရှိသူတွေကလည်းမိဘုံပြန်ရောက်တဲ့ဆိုင်တွေကိုကိုယ်တိုင်သွားရောက်စစ်ဆေးပြီးတော့ပေါ့နော်လေယုံပြန်နေရာ ကော်လတီကမကောင်းရေသေးကမကောင်းဒါမျိုးတွေတခြားဟိုစစ်ဆေးပြီးတော့ဗောနော်ပစ္စည်းတွေကိုဟိုပစ္စည်းတွေကစစ်ဆေးတင်နေပြီးတော့နောက်တစ်ခုကကျတော့ဒီပစ္စည်းရောင်းတဲ့ဒီဆိုင်တွေကိုလည်းဗောနော်ဒီပစ္စည်းကောင်းမွန်တဲ့ပစ္စည်းကိုရောင်းဖို့အတွက်ကိုလည်းတိုက်တွန်းတင်နေထိထိရောက်ကြက်ကြက်မက်မက်နဲ့အာဒီအာတတိယတိုက်တွန်းတင်နေပေါ့နော်ဟုတ်ကဲ့ပါရှင့်ထိထိရောက်ရောက်လို့တင်နေပေါ့လေသက်ဆိုင်တောင်ရှိရတဲ့ပါရှင့်ဒီအခုလိုမျိုးဖြစ်စေနေဖြစ်ပေါ်အောင်အတွက်ကိုနောက်ပြီးတော့ဒီဘာပဲဖြစ်ဖြစ်ဘယ်လောက်ပဲဥပဒေကထုတ်ပြန်ထုတ်ပြန်ထား တမ်းမိထားတာဘလို့ပဲတမ်းမိထားတမ်းမိထားလုပ်တဲ့သူတွေကိုယ်တိုင်ကလည်းမိမိတို့အသိစိတ်ရနဲ့မိမိတို့ပဲကပ်ကိုရမယ်လောရမယ်အာငါတို့ဒါကိုလုံးဝရှင်းအဖြစ်တစ်ခုဖြစ်တော့လို့ရှိရင်ဆိုရဲအတွင်းမျိုးကိုလည်းပြေဖို့လိုတယ်ဘာလို့ဆိုရှင်ကိုကြောင့်သူတို့ကဒုက္ခရောက်မှာလို့လေမဖြစ်စေရှင်ဘောလေအဲ့လိုမျိုးလေးဆိုတော့တတိပြုပြီးတော့စီစဉ်တည်တယ်လို့ထင်ပါတယ်ရှင် ဟုတ်ကဲ့ပါရှင်ဒီပြီးတော့နောက်တစ်ခုကကြတော့ဗောနော်ဒီလူတွေကလည်းအပြော်တစ်ခုတော့မကြည့်ဘဲနဲ့ပောင်းဝင်းချင်းရဲ့လုံခြုံရေးလူနေအိမ်တွေရဲ့ဒီမိလောင်မှုအန်တစီဆုံးဖြတ်မှုအန်တွေကိုကြိုတင်မြင်အောင်ပြီးတော့ဗောနော်အဲကြိုတင်မြင်အောင်တင့်တယ်ပြီးတော့မိလောင်ရင်နေနေပစ္စည်းဆုံးဖြတ်ဒီကလေးမီးအနေနဲ့ဖြစ်လာတယ်ဆိုနေနေပစ္စည်းဆုံးဖြတ်ရတယ်လို့မျိုးဒီပစ္စည်းဥစ္စာတွေလည်းအကုန်ပစ္စည်းရတယ်ဗောနော်အဲ့ဒါကြောင့်အဲ့ဒါအဲ့ဒါကြီးတဲ့ဒီမိလောင်မှုဆိုရင်မျိုးနေနေရဲ့ရက်ကွက်ကြီးရွာဗောနော်ဒါတွေအကုန်လုံးလည်း ထိခိုက်ပျက်စီးနိုင်တယ်ပေါ့နော်အဲကြောင့်မို့တကယ်ကိုယ့်အိမ်ကစပြီးမိတော့တဲ့ဟာမျိုးဆိုရင်လည်းကိုယ်မှလည်းဟိုတောင်းရင်မကင်းဘူးပေါ့နော်ဒါမျိုးတွေဖြစ်နိုင်တယ်ဒါပေမဲ့တစ်ခုရှိရကြောင့်မိဘုံပြန်ကြောင့်ကြလာရဲဒီမိလောင်မှုဆိုရင်တော့ဘု து ဘုံမှာရေးယူလို့ဆောင်ရွက်လို့မရဘူးဆိုတော့ကိုကပဲမိဘုံပြန်ကြလာဟိုမကြလာဖို့ရေးတော့ဟိုကိုကလုံးလို့မရဘူးဆိုတော့မြန်ကြလာတဲ့ခါမှာဘယ်လိုမျိုးလုပ်တဲ့နေဘယ်လိုမျိုးကာကွယ်တဲ့နေဒါမျိုးတွေကို ဟိုချုပ်တင်ပြီးတော့တတိထားတယ်နေပေါ့နော်။ခုနကပြောသလိုပေါ့ဒီဘသူအကွင့်ကိုမကြောက်အောင်ဆိုမျိုးကစောင့်ကြည့်နေပေါ့လေအဲ့ဒါကြီးကလည်းတက်ပြီးတော့လည်းမဖြစ်နိုင်ဘူးဆိုတော့လေခုနကပြောသလိုမျိုးပေါ့တကယ်မျိုးရလည်းမဲ့သူတွေကသူတို့ကိုယ်တိုင်ကစိတ်ချင်းသိနေတာဒါကြောင့်ငါတို့ကြောင့်သူတို့ဘာတော့ပြောဒုက္ခဖြစ်မှာနိမ့်နာမှာဆိုရဲဆိုရင်ဆိုင်မျိုးလေသူတို့အနေနဲ့ကိုချင်းစာတရားလေးနဲ့သူတို့အနေနဲ့တတိတရားလေးနဲ့ထိမ့်သိမ့်နိုင်လေဆိုလို့ရှိရင်ဘုရားတော်မှာ ဒါကကျွန်တော်မဖြစ်တင်တာမဖြစ်အောင်ဆိုပြီးတိုးတက်ကောက်ရဲ့သဘောမျိုးပေါ့ကွာအဲ့ဒါကျွန်တော်ခုနကဘလောက်ပဲတမ်းမြထားတမ်းမြထားဘလောက်ပဲဘလောက်ပဲဥတွေထုတ်ထားလို့တော့ဒီလုံးမဲ့သူကိုယ်တိုင်ကလုံးမဲ့ဆိုလို့ရှိရင်လေကွာအနေကင်းအောင်လုံးမလုံးနဲ့လို့မပြောဘူးမြို့မြတ်မလွတ်နဲ့လို့ပြောလွတ်ကြတယ်ဒါမှမဟုတ်လေအနေကင်းအောင်လို့ ဒီနေရာကအနေကင်းရလားဒီနေရာကလူနေအင်းနေထုထွက်လားဒီနေရာကြတော့ရှိရင်ဒီမိမှုငယ်လို့လို့ရှိရင်တော့ဒါကကြတော့အနေကင်းမနေရာဖြစ်ရလားဘလို့ကုန်ဆက်မျိုးလို့လို့ရှိကောင်းမလေးဆိုရဲဟာအတွင်းမျိုးကိုလေးပြေးဖို့လို့တော့အဲ့ဒါခုနကအဲ့ဒါပြောတာစဉ်းစားဆက်စီချင်ဉာဏ်နဲ့သူကလုံးရမှာကောအဲ့ဒါအဲ့ဒါတကယ်တမ်းကျတော့လုံးလိုက်ကိုခုနကအပြောကိုမလုံးနဲ့လို့မပြောဘူးလုံးလုံးလို့ရတယ်ဒါမှမဟုတ်အနေကင်းအောင်လို့ခုနကပြောသလိုကောအခုဆိုလို့ရှိရင်မီးပုံးကြလို့ မိခောက်တော့တဲ့အိမ်ကြီးဆုံးချုံးတဲ့မျိုးတည်တဲ့သူတို့အနေနဲ့ဆုံးချုံးတော့တာအနည်းမဟုတ်ဘူးလေအများကြီးလေအဲ့ဒါမျိုးတွေပေါ့ဘုဆိုတိုင်းတည်းဆိုရှင်တော့ဟိုဒီပေါ့အခုဆိုချင်အကုန်လုံးကအိမ်ကြီးစစ်စစ်အိမ်စင်ကားအိမ်တော့ပွာတော့ပြီဆိုလို့ရှိရင်ပေါ့အဲ့ဒါမျိုးဆိုရှင်ပေါ့အဲ့ဒါကြောင့်မို့လေဒီအစာလေးကမဖြစ်တဲ့အောင်လို့ဆိုဘယ်လိုလုပ်ဘယ်လိုကြိုတင်ပြီးတော့ဘယ်လိုကာကွယ်တဲ့မယ်အဘလို့တင်မှာမလို့တင်ဘူးကအဲ့ဒါမျိုးကိုစဉ်းစားဖို့အလိုလေးဆိုတာမှပြောချင်တာပေါ့ဟုတ်ကဲ့ပါရှင့်ဟုတ် ကဲပါဒီနေ့အမောက်ဒီဒီနေ့ဆင်းနေခဲ့အောင်ဒီမှာလေးဆက်လိုက်အောင်ဆက်ကြပါရှင်။ဟုတ်ကဲ့ပါရှင်။ဒီနေ့မှာဆိုလို့ရှိရင်ကျမတို့ကဒီဝါချက်ကာလာနဲ့တတိပြုရမယ့်မိမိအမေရဲ့အကြောင်းလေးတွေကိုဆင်းနေခဲ့ကြတာပဲဖြစ်ပါလိမ့်ရှင်။ကြည့်ရှုအားပေးခဲ့ကြရတဲ့ကျေးဇူးအထူးတည်ရှိပါရှင်။